အင်အားပြင်းငလင်းကြောင့်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကနေရုံလောင်းနဲ့ဇက်တိုက်တွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။မေ3ရက်မနက်09:15 00မိနစ်မှာ Sky Villa ကွန်ဒိုအဆောင်၄ကနေအမျိုးသားအလောင်းတစ်လောင်းနဲ့2:15မိနစ်မှာအဆောင်၄ကပဲဖြစ်တဲ့အမျိုးသမီးတုံးရဲ့အလောင်းကိုထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ မြန်မာနိုင်ငံမိသားတက်ဖွဲ့အနေနဲ့ Sky Villa ကွန်ဒိုမှာရုံအလောင်းရှာဖွေတာနဲ့ဖေရှားရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ပြီးမေနှစ်ရက်ညနေပိုင်းကအဆောင်စီကပဲအမျိုးသမီး၃ရက်ရုံအလောင်းတွေနဲ့မေနှစ်ရက်မနက်ပိုင်းမှာအဆောင်စီရဲ့ဒလိကားခွင့်အတွင်းကနေအမျိုးသမီး၃ဦးနဲ့အမျိုးသမီးကလေးငယ်တို့ရဲ့ရုံအလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။မေတရက်ကလည်းအဆိုပါကွန်ဒိုအဆောင်တီကနေအမျိုးသားတို့ရဲ့ရုံအလောင်း အဆောင်စီကအမျိုးသမီးတဦးရဲ့ရုံလောင်းတို့ကိုရှောက်ဖွေတွေ့ရှိခဲ့ပြီးအမျိုးသမီးအလောင်းနဲ့အတူရွှေနဂတ်တရံနဲ့ရွှေလက်ကောက်တကွင်းတို့ကိုတေဆုံးသူအမျိုးသမီးရဲ့ခင်မုန်းဖြစ်သူထံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ဒါပြင်အဆိုပါကွန်တော့အပြည့်အစည်းတွေအောက်မှာအတုံးဆောင်ပစ္စည်းတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ကြောင်းထုတ်ပြန်ပါတယ်။ မေတရက်မှာအဆောင်အေအခန်းအမှတ်ဒီ5ကဘောရုံအောင်မင်းကောင်ရုပ်ထုတစ်ခုအရေးကြီးဆောင်ရွက်ဆောင်ရွက်နေတဲ့မိခင်တက်တာတလုံးတို့ကိုတွင်ရှိခဲ့ပြီးပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နဲ့အတူပိုင်ရှင်ထံလွှဲပြောင်းပေးရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူဧပြီ30ရက်ကလည်း CS အခန်းနံပါတ် M7 ကရှောက်ဖွေတွင်ရှိတဲ့အရေးကြီးဆောင်ရွက်ဆောင်ရွက်နေလက်ဝတ်ရည်တနာတွေငွေသားတွေနိုင်တလုံးနဲ့အဝယ်စားခီးဆောင်အိတ်၃လုံးတို့ကိုရှောက်ဖွေတွင်ရှိခဲ့ပြီးပိုင်ရှင်ထံလွှဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာလည်းပြိုကျခဲ့တဲ့ Sky Villa Condo မှာရှင်းလင်းလုပ်ငန်းတွေနဲ့ရုံလောင်းရှာဖွေရေးလုပ်ငန်းတွေကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့နဲ့လူမှုကွန်ရက်အသင်းတွေကဆက်လက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။